်ရှစ်တောင်အရှာရဲ့လုံသားအင်အားစုဟာကမ္ဘာလုံးဆိုင်ရာလုံသားစည်းကွဲရဲ့အဓိကကျတဲ့အင်အားစုတစ်စုဖြစ်လာတယ်လို့ Bangkok Post မှာဖော်ပြခဲ့ပါတယ်။ရှစ်တောင်အရှာဟာပေါ်ထစားစည်းကွဲတစ်ခုမဟုတ်တော့ပဲကမ္ဘာလုံးဆိုင်ရာပါရမီရှိရဲ့လုံသားအင်အားတွေစုစည်းတဲ့နေရာတစ်ခုဖြစ်လာပြီးစမ်းသစ်တီထွင်မှုလျင်မြန်ဖြက်လက်မှုအခက်အခဲတွေကိုကြံ့ကြံ့ခံနိုင်မှုတို့နဲ့အတူဒေသရင်းစီးပွားရေးလုပ်ငန်းတွေကိုဆွဲဆောင်လာနိုင်တယ်လို့ကျွမ်းကျင်သူများကပြောကြားခဲ့ပါတယ်။ Professional ဝန်ထမ်းတွေဟာအခြေအနေသစ်တစ်ခုကိုလျင်မြန်စွာသိမ်းယူနိုင်ပြီးအလိုက်တင်လိုက်ပါဆောင်ရွက်နိုင်စမ်းမြင်မှာကစိန်ခေါ်မှုများကိုရင်ဆိုင်နိုင်ခြင်း င်အထူးသဖြင့်နည်းပညာနဲ့ကွန်ထုတ်လုပ်ငန်းကဲ့သို့လင်းမြန်စွာတိုးတက်နေတဲ့နယ်ပယ်တွေမှာပအဝင်ဆောင်ရွက်နိုင်စင်ရှိလာကြတယ်လို့ပြောပါရယ်။ကုမ္ပဏီတွေကလည်း AI နည်းပညာနဲ့ဆယ်ရန်တရာအစားထိုးတဲ့လုပ်ငန်းခွင်အတွက်ယင်းနှိမ့်မြုံနယ်မှုတွေပုံရောနေကြမှုနဲ့အတူအရှိတာအရှာလုပ်ငန်းခွင်တွေမှာအသင်းအဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုဟာအဓိကကျတဲ့ခန့်ကဏ္ဍမှာပုံပုံပါဝင်လာခဲ့ပါရယ်။ စီးပွားရေးလုပ်ငန်းတွေအကြားဆက်ဆံမှုတွေဟာလည်းယုံကြည်မှုနဲ့တည်ဆောက်ဆောင်တည်မှုတို့အပေါ်အခြေခံထားကရှုပ်ထွေးတဲ့ project များအတွက်အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်ရမှာအသာချက်တွေရှိခဲ့တယ်လို့ကြွမ်းကျင်သူများကပြောကြားခဲ့ပါတယ်။ အာဆီယံဒေသအတွင်းအင်တာနက်အသုံးပြုသူ685သန်းကျော်ရှိနေမှုနဲ့အတူလုပ်သားတွေဟာ digital ခေတ်မှာနည်းပညာသစ်တွေကိုလင်းမြန်စွာလေ့လာသိယူနိုင်စမ်းရှိတယ်လို့ပြောပါရယ်ကိုတူကိုတာစီးပွားရေးလုပ်ငန်းအသေးစားတွေပေါ်ပေါလာမှုနဲ့အတူ professional အများစုကလုပ်ငန်းရှင်စိတ်ဓာတ်တွေပေါ်ပေါလာကြပြီးဝန်ထမ်းတွေကလည်းမိမိတို့ရဲ့အလုပ်တာဝန်ထက်ပိုတဲ့စံကျင်မှုတွေကိုပုံမူလေ့လာခဲ့ကြတာကိုတွေ့ရပါတယ်ဒါကြောင့်တမယိုးကြနီလန်းအဟောင်းတွေထက်စံသစ်ဒီထွင်မှုတွေကိုဦးစားပေးလှုပ်ဆောင်တာဟာအရှိတအအားစားဒေသအတွက်ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်အတွက်ပိုပြီးမဟာဗျူဟာကြတဲ့အခမ်း ကဏ္ဍကိုရောက်ရှိစေခဲ့တယ်လို့လေ့လာသူများကသုံးသပ်ခဲ့ပါတယ်။မလေးရှား၊ဗီယက်နမ်နဲ့စင်ကာပူလိုအာဆီယံနိုင်ငံတွေမှာစံတမိုးမြင်မာတဲ့လုပ်ငန်းခွင်တွေမှာဦးဆောင်နေပြီး professional တွေကလည်းနိုင်ငံတကာအဖွဲ့အစည်းတွေ၊ကမ္ဘာလုံးဆိုင်ရာစီးပွားရေးလုပ်ငန်းတွေနဲ့ချိတ်ဆက်ဆောင်ရွက်မှုပုံမှန်မြင့်တက်လာတယ်လို့ကြွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။